အာလီဟာလန်ဟယ်ရီကိန်းနဲ့ဘာပီတို့၃ယောက်ထဲကတရားရောက်ကတော့ဒီဘလွန်ဒေါ်အတွက်အဒီယာဒီမှာပုံမှန်ခြေစွမ်းသာရမယ်အသင်းသားအောင်မြင်မှုတွေရမယ်ဆိုရင်ဒီ၃ယောက်ထဲကတယောက်ကတော့ပြေးမလွတ်နိုင်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်ဒီရှင်ကြရပြည်သမားအားလုံးပဲမင်္ဂလာပါဆောက်ကကွန်ဆက်ပိုင်ကဘေ့ချ်ကနေကြိုးစားလိုက်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာဘာကြောင့်ပြောမလဲဆိုတော့ဘလွန်ဒေါ်အကြောင်းပြောမှာပြီးခဲ့တဲ့ဘလွန်ဒေါ်တော့မဟုတ်ဘူးဒီယာတီအတွက် လာမယ့်နှစ်အတွက်ဘယ်ကစားသမားတွေကပလွန်တော်ပူပြီးတော့အခြေအနေကောင်းလာနိုင်လဲကျွန်တော်ကတော့လက်ရှိချိန်မှာအာလီဟာလန်ဟယ်ရီကိန်းနဲ့ဘာပေတို့၃ယောက်ထဲကတရားရောက်ကတော့ဒီဘလွန်တော်အတွက်ဒီဟာဒီမှာပုံမှန်ခြေစွမ်းသာရမယ်အသင်းသားအောင်မြင်မှုတွေရမယ်ဆိုရင်ဒီ၃ယောက်ထဲကတယောက်ကတော့ပြေးမလွတ်နိုင်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်ပထမဆုံးအနေနဲ့ဒီဗီဒီယိုကိုဒီအချိန်မှာပြောတာကဒါကိုဒီအချိန်မှာပြောတာကနည်းနည်းလေးစောလုံးနေသေးရလို့ထင်တယ်။ဘာလို့လဲဆိုတော့ ကြောင့်အခုမှဘောလုံးရသည်စတာ၃ပုံ၃ပုံတော့မရှိသေးတဲ့အချိန်လေးပွဲစဉ်၆ပွဲစဉ်၇လောက်ပွဲရှိသေးတဲ့အချိန်မှာဘလုံတော်အတွက်ပြောတာအရန်ဆောလုံးနေသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ပြန်တွက်ကြည့်လိုက်တဲ့အခါမှာတော့ဒီကစားသမား၃ယောက်ကတခြားသောကစားသမားတွေထက်ခေါင်းတလုံးမကပူပြီးတော့မြင်းနဲ့စွမ်းဆောင်ရည်တွေပြားထားတဲ့အတွက်အာဒီအချိန်မှာတော့ဒီ၃ယောက်ကိုကျွန်တော်တို့စာပြီးတော့တည်ရလိမ့်မယ်လို့ထင်တယ်။ပထမဆုံးအနေနဲ့အားလေးဟာလေးကိုပြောလိုက်အောင်ပြီးခဲ့တဲ့၂ရာသီဆက် မန်စီးတီးရောပရီးမီးယားလိရဲ့တွင်ကိုအများဆုံးကစားသမားတရာဒီ930လောက်ကိုလှဲမကြည့်ပဲနဲ့သွင်းနိုင်တဲ့ကစားသမားဒီဟာဒီမှာလည်းအသင်းအတွက်ဒါပွဲတန်းဒီပါဂိုးတွေသွင်းနိုင်တယ်စပါးစ်ကိုရှုံးခဲ့တဲ့အိမ်ကွင်းရှုံးပွဲ တပွဲကလွဲလို့ကြံတဲ့ပွဲတိုင်းမှာအားလေးဟာလန်ကကိုးတွေသွင်းနိုင်တယ်ချန်ပီယံလိပွဲတွေမှာလည်းကိုးတွေသွင်းနိုင်တယ်ခြားသောဒီအသင်ကြီးချင်းတွေ့တဲ့ပွဲတွေမှာလည်းအားလေးဟာလန်ကကိုးတွေတောက်လျှောက်ရတယ်မန်စီးတီးအသင်းတို့ကကျွန်တော်တို့ယာတီအစမှာနည်းနည်းလေးအားလေးဟာလန်ကိုးတွေအများကြီးမရသေးတဲ့အချိန်မှာဟာလန်ဒီယာတီတော့ရက်တန်သွားမလားထင်ခဲ့ပေမဲ့လည်းတကယ်တမ်းကျတော့အားလေးဟာလန်ကဟာလန်ဖြစ်နေစေပဲဒီပရီးမီးယားလိရဲ့ အကောင်ဆုံးသောနံပါတ်9တိုက်စင်မှုတွေကတဦးဖြစ်ကျွန်တော်တို့အာလင်းဟာလန်ကိုထောက်လျှောက်တွေ့ထားရတယ်။ဆိုတော့လက်ရှိအချိန်မှာလည်းအာလင်းဟာလန်ရဲ့အတွင်းကူကတဖြည်းဖြည်းပို့ပြီးတော့မြင့်တက်နေတာကြောက်စရာကောင်းလာပါတယ်။ဘာလို့လဲဆိုတော့လက်ရှိပရီးမီးယားလိဂ်ကစားတာကျွန်တော်ပွဲစဉ်9ပဲရှိသေးတဲ့အချိန်မှာပွဲတန်းဒီပါဂိုးတွေရနေတယ်။ပွဲတန်းဒီပါဂိုးတွေသွင်းနေတယ်ဆိုတော့အချက်လက်ကအာလင်းဟာလန်တို့ကကျွန်တော်တို့ ရာသီကုန်ရင်အတင်းနဲ့အောင်မြင်မှုတစ်ခုခုရမယ်ဆိုရင်ဘလွန်ဒေါ်ကိုမှန်းနိုင်တဲ့အခြေအနေရှိတယ်လို့ကျွန်တော်ကတော့ယူဆရတယ်။မန်စီးတီးသင်းအောင်မြင်မှုရတဲ့တနည်းအားဖြင့်ချန်ပီယံလိရတဲ့နှစ်မှာတော့ဒါအာလီဟာလန်ထက်ရိုဒရီကပူပြီးတော့အာဘလွန်ဒေါ်အတွက်အဆင်ပြေသွားခဲ့တယ်ပေါ့လေ။ဒါတော့လက်ရှိချိန်မှာမန်စီးတီးအတင်းနဲ့အာလီဟာလန်လုံပြရမယ့်အရာကနောက်ထပ်ဥရောပဖလားတနည်းအားဖြင့်ချန်ပီယံလိဖလားတစ်ခုခု တခြားသောဒီကလပ်အသင်းနဲ့ပြည်တွင်းဖလားအောင်မြင်မှုကြီးကြီးမားမားတွေရနိုင်မယ်ဆိုရင်တော့အားလင်းဟာလောင်းကိုကျွန်တော်တို့စပြီးတော့မျှော်မှန်းလို့ရတဲ့ဒီဟာဒီမှာအသင်းတို့ကဂိုးတွေတောက်လျှောက်ရနေတဲ့ကစားသမားဖြစ်တဲ့အတွက်ဂိုးသွင်းလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာမှတော့မစိုးရဲဘူးနောက်ထပ်ကစားသမားတစ်ယောက်ကတော့ Harry Kane ဖြစ်ပါတယ် Harry Kane ကလက်ရှိ Ban Munich နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Ban Munich လို့ဆိုလိုက်တာနဲ့ Harry Kane ကိုပြင်းမြင်မိရတော့တဲ့အထိဒီဟာဒီမှာ Harry Kane ကဂိုးတွေရနေတယ်ဒီဟာဒီမှာသူပေါဝင်ကစားထားတဲ့ကလပ်အသင်းရဲ့ပွဲစဉ်တိုင်းကို သွင်းကိုဒါမှမဟုတ်ဂိုးဖန်တီးမှုပြုလုပ်နိုင်တယ်ကစားသမားသွင်းကိုဆိုရင်ပို့ပြီးတော့မှန်လိမ့်မယ်ဘာလို့လဲဆိုတော့ဂိုးဖန်တီးမှုပြုလုပ်ခဲ့တာကဒီယာစီမှာဂိုးမသွင်းနိုင်ပဲနဲ့ဂိုးဖန်တီးမှုပဲပြုလုပ်ခဲ့တာတပွဲပဲရှိတယ်အဲ့ဒါကအော့စပန်ရဲ့ပွဲမှာ2-0နဲ့နိုင်တဲ့ပွဲမှာရတဲ့နှစ်ဂိုးစလုံးကိုဟယ်ရီကိန်းကဖန်တီးပေးခဲ့တာအဲ့ပွဲမှာတော့ဂိုးမသွင်းနိုင်ဘူးအဲ့ပွဲကလွဲလို့ဘန်မြူနစ်အသင်းတို့ကဒီယာစီကစားထားတဲ့ပြိုင်ပွဲစုံပွဲတိုင်းကိုသွင်းနိုင်တယ်ယာစီမဆခင်မှာကစားတဲ့ဒါစတူကန်နဲ့ ဂျာမန်စူပါကပ်ပွဲမှာလည်းအသင်းတို့ကိုးသွင်းနိုင်တယ်။ရာသီစလိုင်းစစ်ကိုနိုင်တဲ့ပွဲမှာလည်း hat trick တွေရထားတယ်။တခြားသောဒီချန်ပီယံလိဖြစ်တဲ့ Chelsea ကိုနိုင်တဲ့ပွဲမှာလည်းဂိုးတွေသွင်းနိုင်တယ်။ဒီ Buffalo ကိုနိုင်တဲ့ပွဲမှာလည်းဂိုးတွေရတယ်။ပြောချင်တာက Harry Kane ရဲ့ဂိုးသွင်းအားကကျွန်တော်တို့မျှော်လင့်ထားတာကျွန်တော်တို့သိထားတာထက်အများကြီးပိုပြီးတော့ဟိုသူ့ရဲ့ဂိုးသွင်းလုံးတွေကကြောက်စရာကောင်းလောက်တက်နေတယ်။တာမန်ကစားသမားတစ်ယောက်လိုက်လို့ဖို့မလွယ်တဲ့ပမာဏကို Harry Kane ကဘန်မြူးနစ်မှာ လောလောကူထမင်းစားရေတောက်လုံးပြနေတာတွေ့ရတော့ကျွန်တော်တို့ hurricane အတွက်လည်းကျွန်တော်တို့ဘလွန်တော့ကိုမှန်းနိုင်ခွင့်ရှိနေသေးတယ်လို့ပြောလို့ရတယ်။တနည်းအားဖြင့်အာအင်္ဂလန်လေရေးစင်ကစားသမားဖြစ်တဲ့အတွက်အင်္ဂလန်ကလည်းပြီးရတဲ့ပြိုင်ပွဲကြီးတွေမှာအတိုင်းအတာတစ်ခုထိ level တစ်ခုထိဟောအဆင့်တစ်ခုထိရောက်ထားတဲ့အသင်းဖြစ်တဲ့အတွက်လာမယ့် World Cup မှာတော့တစ်ခုခုလုံးပြနိုင်မယ်ဆိုရင်တော့ Harry Kane တို့ကအများကြီးမျှော်မှန်းနိုင်တဲ့နှစ်လို့ကျွန်တော်ကတော့ယူဆတဲ့ပထမဦးစားကျွန်တော်လက်တွေ့စဉ်းစားမယ်ဆိုရင်တော့ ဒီ Champion League ကိုပဲဦးစားပေးနေတယ်မှာ Harry Kane ဒီနှုံနိုင်သွားမယ်ဘာမီလတာ Champion League မှာအောင်မြင်မယ်ဆိုရင်တော့ကျွန်တော်တို့ပထမဦးစားပေးနေတဲ့ Harry Kane ကိုဘလွန်ဒေါ် ranking ဘလွန်ဒေါ် nominee မှာကျွန်တော်တို့တွေ့ရနိုင်ချေရှိတယ်ဆိုတော့နောက်ဆုံးတစ်ယောက်ကတော့ Kylian Mbappe ပါကျွန်တော်တို့ပြီးခဲ့တဲ့ကစားသမားနှစ်ယောက်ထက်အများကြီးပိုပြီးတော့မျောလင်ထားတယ်သူ့ရဲ့ခြေစွမ်းသူ့ရဲ့ဆွမ်းဆောင်ရည်အရဒီချိန်မှာဘလွန်ဒေါ်တဆုလောက်ကတော့ရားသင့်နေပြီဖြစ်ပေမဲ့လက်ရှိချိန်ထိတော့အာသူ့ရဲ့ အလိုအဆုံးလို့ပြောရမယ်ချန်ပီယံလိပြိုင်ပွဲမှာဖလားမရသေးတာကသူ့ကိုအဟန့်ဓာဖြစ်နေစေလို့ကျွန်တော်ကတော့ယူဆရတယ်။ဆိုတော့ PSG အသင်းမှာရှိနေတဲ့အချိန်မှာချန်ပီယံလိအောင်မြင်မှုမရခဲ့ဘူး။ချန်ပီယံလိအောင်မြင်လို့အောင်မြင်မှုလိုချင်လို့ Real Madrid ကိုပြောင်းတဲ့အခါမှာအသင်းဟောင်းအာ PSG ကချန်ပီယံလိရပြီးတော့ Real Madrid ကချန်ပီယံလိပါမှာအောင်မြင်သေးတဲ့ပုံစံအတွက်ဘာဘီအတွက်ကတော့နည်းနည်းလေးရေလိုက်များလွဲနေသလားပေါ့လေဒါပေမဲ့လည်းဒီယာဒီမှာတော့ဘာဘီပြခဲ့တဲ့ခြေစွမ်းဘာဘီပြနေတဲ့ဂိုးသွင်းနှုံးတွေကအရန်ကြောက်စရာကောင်းတယ် ရီယယ်မက်ထစ်သင်တွက်ဒီယာဒီကစားခဲ့တဲ့ပွဲတိုင်းနီးပါးမှာဘာပီကဂိုးရီကြထားတယ်ဘာပီကလက်ရှိတူးချင်းဆွမ်းဆောင်ရေးအရဂိုးသွင်းနှုံးရအရန်ကိုသဘောကျစရာကောင်းတယ်ပရိသတ်တွေအမြင်မှာတခြားသောကစားသမားတွေထပ်ပူပြီးတော့သဘောကျစရာကောင်းတဲ့ကစားသမားသူကနံပါတ်9စစ်စစ်မဟုတ်တဲ့အတွက်အသင်းရဲ့တိုက်စစ်နေရာဆုံးမှာကစားနိုင်တယ်နေရာဆုံးကနေဂိုးရီသွင်းနိုင်တယ်ပုံစံဆုံးဂိုးရီရတယ်ပြောချင်တာကဘလွန်ဒေါ်အထွက်ကတော့ပထမဆုံးကျွန်တော်တို့ဒီယာဒီမှာဘလွန်ဒေါ်ဘာ ာဝကြည့်ပြီးပေးလဲလို့ပြောရင်တို့သတ်မှတ်ထားတဲ့အတိုင်းပဲတူချင်းဆွမ်းဆောင်ရည်ကိုကျွန်တော်တို့ကြည်ပြီးပေးတယ်ပြကြရင် team performance ကိုကြည်ပြီးပေးတယ်ပြကြတော့ကျွန်တော်တို့ fair play ပေါ့လေအဲအခြေအနေကိုဒီအခြေအနေ၃ခုကိုကြည်ပြီးတော့ပေးတယ်ဆိုတော့အသင်းအောင်မြင်မှုကပိုပြီးတော့အရေးကြီးလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့ဆိုတော့အသင်းအောင်မြင်မှုရဖို့အတွက်ဆိုရင်ပုံမှန်အဖြစ်ချန်ပီယံလိရတဲ့ကစားသမားကိုဘလွန်တော့ပေးတာပိုပြီးများတယ်ဒီ၃သင်းလုံးကလည်း အင်အားတောင့်တဲ့အသင်းတွေဖြစ်တဲ့အတွက်ဒီကစားသမားတွေရမရဆိုတော့အသင်းရဲ့အောင်မြင်မှုနဲ့ဒဏ်ရာသက်ဆိုင်နေနိုင်တယ်လို့ထင်တယ်ပြောချင်တာကတော့ဒီဗီဒီယိုမှာပြန်ပြီးအဆုံးသတ်ချင်တာကအာလင်းဟာလန် ဘာပေဟယ်ရီကိန်းဒီ၃ယောက်ထဲကတစ်ယောက်ကတော့လက်ရှိခြေစွမ်းတိုင်းဆက်သွားမယ်အသင်းရဲ့အောင်မြင်မှုကလည်းချန်ပီယံလိပြိုင်ပွဲမှာအတိုင်းအတာတစ်ခုတည်းရောက်မယ်သူတို့ရဲ့သက်ဆိုင်ရာနိုင်ငံအသင်းတွေမှာလည်းပုံစံကောက်တစ်ခုလောက်ပြနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီကစားသမား၃ယောက်ထဲကတစ်ယောက်ကတော့ဘလုံတော့အတွက်ပြေးမလွတ်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်ဘယ်ကစားသမားရမလဲဆိုတော့အများကြီးပြောဖို့တော့စောနေပါသေးတယ်ဒါပေမဲ့လည်းဒီခြေစမ်းတိုင်းဒီနှုံတိုင်းသွားမယ်ဆိုရင်တော့ဒီကစားသမားတွေအတွက်အများကြီးဖြစ်လာနိုင်တယ်သူတို့ရဲ့ကစားသမားဘဝမှာပထမဆုံးတော့ ပိုင်ဆိုင်ခွင့်ရမယ်ဘလွန်တော်စုအတွက်ကစားသမား၃ယောက်စလုံးကမျှော်လင့်ခွင့်ရှိနေတာဖြစ်တဲ့အတွက်အရန်ကိုတော့စိတ်ဝင်စားစရာကောင်းတယ်ကျွန်တော်ကတော့ဒီကစားသမား၃ယောက်စလုံးကိုဒီနှုံးလာတိုင်းဒီခြေစွမ်းအတိုင်းဒီကိုသွင်းဆွမ်းရည်အတိုင်းထပ်ပြီးတော့မြင်စေခြင်းတွေဖြစ်တဲ့အတွက်ချန်ပီယံလိပြိုင်ပွဲကတော့ဒီဟာဒီမှာကစားသမားတွေရဲ့ပြိုင်ဆိုင်မှုတွေအသင်းတွေရဲ့ပြိုင်ဆိုင်မှုတွေနဲ့အများကြီးပို့ပြီးတော့ကြည့်လို့ကောင်းလာမယ်လို့ကျွန်တော်ယူဆပါရစေခင်ဗျာ